ဟောအားလုံးမင်္ဂလာပါခင်ဗျာဒီနေ့ကကျတော့ကျွန်တော် TikTok မှာပေါ့ကျွန်တော် YouTube channel မှာပေါ့ကျွန်တော်အားလုံးမေးကြတဲ့ leverage ဆိုတဲ့အကြောင်းလေးကိုကျွန်တော် knowledge sharing လုပ်ပေးချင်ပါတယ် okay အဲ့တော့ကျွန်တော်တို့ဒီအဓိကတော့ Binance မှာကျွန်တော် leverage ယူတယ်ဘယ်လောက် leverage ယူရင်အသင့်တော်ဆုံးလဲပေါ့နော်အာအဲ့ဒါလေးမေးထားတယ်ဆိုတော့အဲ့ဒီ leverage နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကအာပြောမယ်ဆိုလို့ရှိရင် leverage ဆိုတာဘာလဲဆိုတော့ကျွန်တော်တို့ဥပမာကျွန်တော်တို့ capital ရဲ့အဲ capital ပမာဏထက်ကျွန်တော်တို့က အာကြီးမားတဲ့ captain အဲတခုကိုကျွန်တော်တို့ဟိုဘယ်လိုပြောမလဲအဲ leverage အသုံးပြုချင်းဖြစ်ကျွန်တော်တို့ရရှိနိုင်မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကအာဥပမာဆိုပါစို့ဗျာကျွန်တော်တို့က leverage အမျိုးအစားတွေကဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ကကြည့်လိုက်ဟုတ်ပြီနော်ဒီမှာ leverage ကိုချက်နှိမ့်လိုက်လို့ရှိရင်ဒီမှာ 1x ကစပြီးတော့ကျွန်တော်တို့ binance မှာဆိုရင် 125x အထိရှိတယ်ပေါ့နော်ဥမာ 1x ယူရရဲ 25x ယူယူမလား 50x ယူမလား 75x ယူမလားပေါ့နော် sorry အဲ့တော့ဆိုတော့ကျတော့ကျွန်တော်တို့ကအာဒီ leverage ပြုမယ်ဆိုရင်သက်ဆိုင်ရာကျွန်တော်တို့ကဒီ currency ဒီ pair တွေနဲ့ပေါ့နော်သက်ဆိုင်ရာ pair တွေနဲ့လည်းကျွန်တော်တို့ကစိုင်နေတချို့ pair တွေမှာဆိုရင်တော့ leverage ကကျွန်တော်တို့ဒီမှာဆိုလို့ရှိရင်တွေ့လားဒီမှာဆိုလို့ရှိရင်ကျွန်တော် leverage က75 x အထိပဲရ85ဇာအထိပဲရ BTC မှာဆိုလို့ရှိရင်တော့ leverage က sorry အာ BTC မှာဆိုလို့ရှိရင်အဲကျွန်တော်တို့ကဒီမှာเนาะကျွန်တော်ပြမယ် BTC မှာဆိုလို့ရှိရင် leverage ကအာကျွန်တော်တို့ကဒီမှာ125ဇာအထိရတယ်ပေါ့နော်အာဆိုလိုတာပုံစံကကြတော့အာ leverage ဥမာဆိုလို့ရှိရင်တော့ကျွန်တော်တို့ကအာဘာဘာလို့မလဲဆိုတော့ကိုယ့်ရဲ့ capital တစ်ခုခုလို့မယ်ဥမာဒေါ်လာ100လားဒေါ်လာ200လားအဲ့ဒေါ်လာ100 200ပုံမှာက leverage ဘယ်လောက်ယူမလဲဥမာ for example ဆိုပါစို့ဒေါ်လာအာကျွန်တော်တို့ဒေါ်လာကျွန်တော် capital ဒေါ်လာ100ရှိပါစို့ကျွန်တော်တို့က leverage ကိုကျွန်တော်တို့က tan x နဲ့ယူလိုက်မယ်ဆိုလို့ရှိရင်ဟုတ်ပြီเนาะကျွန်တော်တို့ဒေါ်လာ100အဒေါ်လာ100ဘို trading volume trading account ဖွင့်ထည့်ထားရဲဆိုပါစို့ဟုတ်ပြီเนาะကျွန်တော် future trade ထဲမှာဒေါ်လာ100ထည့်ထားရဲဆိုပါစို့ leverage ကိုကျွန်တော်က tan x နဲ့ယူလို့ရှိရင်ကျွန်တော်တို့ကအ tan ဒေါ်လာ100အမြောက်30ဆိုလို့ရှိရင်ကျွန်တော် total trading ါဝါဘာဖြစ်သွားမလဲဆိုတော့ဒေါ်လာ1000ဘူးကျွန်တော်တို့ဟို trade ဒေါ်လာ1000ဘူးနဲ့ညီမျှလေအာဒေါ်လာ1000ဘူးကျွန်တော် trade လို့ရမှာပေါ့ပြောရမှဆိုရှင်အဲ့တော့ကျွန်တော်တို့ကကောင်းတဲ့ချက်တွေကကြတော့ advantages တွေကပါရှိမလဲဆိုတော့ကျွန်တော်တို့အာပုံမှန် profit ထပ်ပို့ပြီးတော့ပို့ရနိုင်တယ်ပေါ့နော်အာဆိုလိုတာကကြတော့ ဆိုဈေးနှုန်းကျနေရင်လည်းကျွန်တော်တို့ကအမြင့်ရနိုင် leverage ယူပြီးတော့ trade တဲ့အခါမှာကျွန်တော်တို့ကဥပမာဆိုတော့မူရင်းမူရင်းအဲဒေါ်လာထက်ကျွန်တော်တို့ပို trade လို့ရရဆိုတဲ့အဲသဘောပဲဗျအဲ့တော့ leverage ကများလားဆိုတော့များတိုင်းနဲ့ကျွန်တော်တို့ကမကောင်းဘူးเนาะပုံမှန်ကျွန်တော်တို့ကဘယ်လိုလဲဆိုတော့ပုံမှန်ပုံမှန်ဆိုလို့ရှိရင်တော်တော်များများက beginner တော်တော်များများ leverage ကိုအဆုံးတင်ပြီးတော့ယူလေးရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်ကျွန်တော်ကဆိုလိုတာက leverage ဆိုတာချီးထားတဲ့ပတ်စံပဲဗျာချီးပြီးတော့ဟော trade လိုက်တဲ့ပတ်စံပဲအဲကိုကိုကိုပတ်စံကိုစံတရားရှင်တရားပဲတကယ်တော့ trading volume ဒါအများသွားတာပေါ့နော် trading ဟို trading account site ဒါကျွန်တော်တို့ကများသွားတာ အာကျွန်တော်တို့ဒီကတော့ဒီကျွန်တော်တို့ margin တွေကပဲသူကနှုတ်သွားနှုတ်သွားတာပဲဘို့နော်အဲ့တော့ leverage မြန်မြန်ယူလေကျွန်တော်တို့ဟိုရဲ့ capital ကမြန်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 ယော့လေပဲဗျာပြောရမယ်ဆိုလို့ရှိရင်အဲ့တဘောပဲအဲ့တော့ဆိုတော့ leverage ယူပြီး trade တယ်ဆိုတော့ကအာကျွန်တော်တို့ကမလုံးပေးပြီးတော့ trade တယ်ဆိုတဲ့တဘောပဲဥပမာခင်ဗျားတရားထဲမှာကျွန်တော်တထောင်မူဟိုတထောင်တထောင်မူတထောင်မူ trade trade ခွင့်ရမယ်ဆိုတဲ့တဘောပဲဗျာအဲအဲ့လိုပုံစံနဲ့ကျွန်တော်တို့ကသွားတာပေါ့နော်အဲ့တော့ ကျွန်တော်တို့ဟိုဒီ leverage ယူရင်ကျွန်တော်တို့ဒီ liquidation risk ကလည်း liquidation risk ကလည်းရှိတယ်ဆိုတော့ကျွန်တော်တို့ရဲ့အမြန်ဆုံး margin ပမာဏဆုံးရှုံးနိုင်တယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ capital ရဲ့အဲ margin ပမာဏအမြန်ဆုံးဆုံးရှုံးနိုင်တယ်ပမာဏ leverage ပမာဏမြင်ရင်ကျွန်တော်တို့ဟိုလုံးဝဟိုပိုင်ဆိုင်မှုကဟိုကျွန်တော်တို့ margin ကတော်တော်မြန်မြန်ဆန်ဆန်ကြီးကိုကျွန်တော်တို့က liquidation ဖြစ်သွားနိုင်တယ်ပေါ့နော်အဲအဲ့ဒါအကြောင်းလည်းရှိတယ်ပြီးတော့နောက်တစ်ခုကကြတော့ ငွေငွေကသူက leverage ယူပြီးတော့ချက်ချင်း trading လုပ်ရတဲ့အကြောင်းတော့ကျွန်တော်ချက်ချင်းပပဆန်က margin နဲ့ဖြတ်သွားတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကတော့ဟိုစိတ်ပူစီဦးတော့များမယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့အစနဲ့သွားတာဖြစ်တဲ့အတွက်ကြောင့်ဟောကျွန်တော်တို့ emotion control ရနိုင်တယ်ပေါ့နော်အာအမြက်လည်းများနိုင်တယ်လို့ risk ကလည်းကျွန်တော်တို့ကများနိုင်တယ်ကျွန်တော်တို့ leverage ရှိတာကြောင့်ကျွန်တော်တို့ ဟောကျွန်တော်မကြာခဏအယောင်းဝယ်လုပ်မိမယ်အဲ့ဒီမှာအမြတ်ထအရှုံးတွေများလာနိုင်တယ်အဲ့တော့ FOMO တွေဝင်လာနိုင်တယ် FOMO ဆိုတာဘာလဲဆိုတော့ကျွန်တော်ဒီ beginner အတွက်ပေါ့ fear of missing out လို့ခေါ်တယ် FOMO တွေဝင်လာရင်မလိုအပ်တဲ့အယောင်းဝယ်မှုတွေလုံးဆောင်လာနိုင်တယ်ဆိုလိုတာက leverage ကအများကြီးရှိတယ်ဥပမာဒေါ်လာ100ပဲရှိတော့ဒေါ်လာ1000မျိုးကျွန်တော်တို့က trade လို့ရနေတာဖြစ်တဲ့အတွက်ကြောင့် leverage ယူပြီးတော့ trade လို့ရနေတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကဘာဖြစ်သွားမလဲဆိုတော့အဲ့ဒီမှာ trade ဟိုဈေးကွက်ထဲကိုဝင်လာပြီဆိုတာ ਨੇ ခဏခဏကိုကျွန်တော်တို့က အာ trade chain တွေอ่ะဗောနော်အဲ့တော့ဆိုလိုတာကကြတော့အမြတ်ထက်အရှုံးကပို့ပြီးတော့ပဲများလာပို့များလာဗောနော်တကယ်ဘီဂနာတွေဟေးအတွက်ဆိုလို့ရှိရင်ဗောနော်အဲ့တော့ leverage ယူတာမကောင်းလားဆိုတော့ကောင်းတယ်ဒါပေမဲ့ကျွန်တော် leverage ကိုတော့ကျွန်တော်အများကြီးတော့မယူသင့်ဘူးကျွန်တော်ဆိုလို့ရှိရင် future trade မှာ leverage ကအများဆုံး 20x အထိပဲယူတယ်ကျွန်တော် isolated mode တစ်မျိုးနဲ့ကျွန်တော် trade တယ် future uh, cross mode ကိုကျွန်တော်ဒီမှာဆိုလို့ရှိရင် uh, cross mode ကိုကျွန်တော်ဒီမှာမသုံးဘူးเนาะအဲ cross mode နဲ့ isolated mode ဘာကွာလဲဆိုတာကိုလည်း အဲကျွန်တော်ဟောဗီဒီယိုနဲ့တင်ထားပြပြသားဖြစ်တယ်အဲတော့ crossword သုံးပြီးတော့ train ရင်ဘလို့ဘလို့ဘလို့ဘယ်မှာခြင်းကကုန်မဲ့ isolated mode ကိုသုံးပြီးတော့ train ရင်ဘယ်ဘလို့ဘလို့မှာခြင်းကကုန်မဲ့ဆိုတဲ့အနေထားကိုကျွန်တော်ပြောပြထားပြတာဖြစ်ပါတယ်အဲတော့ကျွန်တော် beginner အတွက်အကြံပြုချင်တာကကျွန်တော်တို့ leverage ကိုဟောအနည်းငယ်အားဖြင့်ကျွန်တော်တို့စပါဟောကျွန်တော်တို့ ဟောအရှုံးနေတဲ့အန်ဒီရဲ့သူအမြဲတမ်းတွက်ချက်ထားမှာဖြစ်ပါတယ် risk and reward ရောကိုအမြဲတမ်းတွက်ချက်ထားမှာဖြစ်ပါတယ်နောက်တစ်ခုကကျတော့ stop loss နဲ့ profit tp ကိုကျွန်တော်တို့စနစ်တွေကိုအသုံးပြုအောင်မှာဖြစ်ပါတယ်အဲ့တော့ဘယ်တော့မှကျွန်တော်တို့ emotion emotion ကိုလိုက်ပြီးတော့ကျွန်တော်တို့ trade မလုပ်ပါနဲ့လို့ကျွန်တော်အကြံပြုချင်ပါတယ်အာဒါကတော့ကျွန်တော် leverage နဲ့ပတ်သက်ပြီးတော့ knowledge sharing လုပ်ပေးတာပါကျွန်တော် YouTube channel ကို like and subscribe လုပ်ပေးကြပါဦးခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်